မင်္ဂလာပါမျိုးတို့ရေကျွန်မမဘုတုမဟာသေးပါရှင်တိမ်ဖုံးနေတဲ့လားအကြောင်းပြောပါမယ်တိမ်ဖုံးနေလားလက်ပြုတ်တခြင်းတော့မဟုတ်ပါဘူးမြမတမတော်ရဲ့အောင်ဝဲတဲ့မှာကျွန်မတို့မြမတမတော်ကြီးကအကြောင်းမျိုးကိုပြန်လည်တိမ်ပိုင်နိုင်ခဲ့ပြီးလက်ရှိချိန်မှာဆိုရင်ကားစီးပေါင်း100ကျော်နဲ့နိုင်ငံဝန်တန်းတွေကျောင်းမဲမျိုးကိုပြန်လည်ခြေချနေထိုင်ပြီဖြစ်တယ်။ဒါကြောင့်မလို့မကြခင်မှာကျောင်းမဲမှာရှိရစာသင်ကျောင်းတွေပြန်ဖွင့်တော့မယ်။ခရီးတငယ်တွေပညာသင်ကျောင်းဖွင့်ရတော့မယ်။စီးအောင်စီးရဲနေပြန်ပြီးဖွင့်တော့မယ်။ ပြည်သူတွေကိုချက်မှရေးဆောင်ချောင်းမှုပေးနိုင်တော့မယ်။အခုလိုမျိုးလာမင်းအလင်းရောင်လို့ထွန်းနေတဲ့သတင်းတွေကိုနေပြီးတော့ဗလီဆိုတဲ့တိမ်မဲကဖုံးထုတ်သွားတယ်။ဆိုတော့လက်ရှိမှာဒီဗလီကိစ္စနဲ့ပတ်သက်လို့ပြည်သူတွေရဲ့အများဆုံးတော့တုံ့ပြန်ချက်ပြည်သူတွေကပြည်သူအတန်နှစ်ခုရှိပါတယ်။ပထမတစ်ချက်ကတော့လက်ရှိချိန်မှာအုပ်စုများစုကွဲသွားတယ်။ တအုပ်စုကတိုင်းပြည်ကိုတကယ်ချစ်တဲ့အုပ်စုနဲ့ကိုကိုဂျိုးစည်းပွားအတွက်တိုင်းပြည်ကိုချစ်တယ်လို့ဟန်ဆောင်နေကြတဲ့အုပ်စုနှစ်စုကွဲသွားတယ်ဆိုရယ်လူတူးရဲ့တုံ့ပြန်တဲ့ကိုထားရပါတယ်။နောက်ထပ်တုံ့ပြန်မှု feedback ကအခုလက်ရှိမှာဟာဒီဇယ်ဥပဒေရအာဖွဲ့စည်းပုံရအခြေခံဥပဒေရအခုလိုမျိုးအစ္စလမ်တွေကိုပေးပါတယ်ဆိုပြီးပြောနေတဲ့လူတွေဟာတော်စုဆိုရလက်ထက်ဆိုရင်ရောသူတို့အမေစုဆိုရလက်ထက်ကြရင်ရောဒီလိုမျိုးပြောပါမလားဆိုတဲ့တုံ့ပြန်တဲ့ကြားရတယ် ။ထောက်စုအစိုးရလက်ထက်ဆိုရင်လည်းတို့အဲ့လိုပြောပါလိမ့်မယ်။တီရဲအာနာပိုင်းစိုးရကိုသူတို့ပုံကန်ရင်ဆန့်ကျင်ရင်ဝေဖန်ရင်သူတို့ကိုကျိုးစည်းပွားကိုထိခိုက်မှာစိုးတဲ့အတွက်ဒေါ်စုအစိုးရအာနာပိုင်းရှိခဲ့တဲ့ကာလတုန်းကနှုတ်ပိတ်ရင်ငုံနှုတ်ပိတ်ပြီးနေခဲ့ကြတာပါလက်ရှိချိန်မှာဒေါ်စုကိုဝေဖန်နေရဆိုတာဒေါ်စုမှာအာနာမရှိတော့လို့ဝေဖန်နေကြတာဖြစ်တယ်နော်ဆိုတော့အဲ့ဒီလိုမျိုးအမခင်မှာထမိန်ချုံပြီးအဘခင်မှာဘုံမာတဲ့လူနဲ့ချမ်းသာရင်များတဲ့အတိုင်းပြီးပါ ဆိုတော့ကျမကပြောကြရှိရင်တိုင်းပြည်မျက်နှာကိုပဲထောက်တယ်လူထုမျက်နှာကိုပဲထောက်တယ်အကျမဒီဘတူးနဲ့မှာ ်အစီပွားရေးရှုပ်ရှင်ငွေကြေးရှုပ်ရှင်လူမှုရေးအရှုပ်ရှင်ငွေပေးငွေယူလက်ပေးလက်ယူမြေသူတိုးတောက်စီကမှဘသူအရေးကမှဘသူအရေးကိုမှမခိုခဲ့တဲ့အတွက်ဘယ်သူနဲ့မှကျေးဇူးစားကျေးဇူးခံမရှိတဲ့အတွက်ကျမကြီးပြောပြရှင်ပြည်သူမျက်နှာကိုပဲထောက်ပါတယ်ဘသူမျက်နှာကိုမှမထောက်ဘူးကျမပြောပြရှင်တိုင်းမျက်နှာကိုပဲထောက်တယ်ဘသူနဲ့မှကျေးဇူးစားကျေးဇူးခံမရှိလို့ဘသူမျက်နှာမှမထောက်ပါဘူးဆိုတော့ လက်ရှိမှာအာဒီဘလီကိစ္စနဲ့ပတ်သက်ပြီးတော့အာဒီဆဲဥပဒေရရပိုင်ခွင့်ရ2000ရှေ့ချေဦးရပေးပါတယ်ဆိုရဲတုံ့ပြန်မှုတွေပေါ့ဆိုရင်ဒီလက်ရှိဘောကဝရီရက်ကွက်မှာဥတင်နိုင်အမည်နဲ့ဥတန်ထုတ်အမည်နဲ့ရှောက်ထားတဲ့မြေနေရာနှစ်ခုကနိုင်ငံတော်ဝင်ကြီးချုပ်ကနိုင်ငံတော်ကြီးကဲကချပေးတဲ့မြေနေရာပါလို့ခင်ဗျားတို့အမှတ်ခံနိုင်လားတပ်ပြီးမိမယ်နော် လက်ရှိဘောကဝရီရက်ွက်ပြင်မနာမြို့မှာစွန်နီနဲ့ရှီယာတွင်မြေနေရနှစ်နေရဥတင်လိုက်အမီနဲ့ဥတန်းထုံအမီနဲ့ရှောက်ထားတဲ့မြေွက်တွေကစီပင်ကခွင့်ပြုထားတဲ့နေပြည်တော်စီပင်သားရဲ့ကုမ္ပဏီကခွင့်ပြုလို့ဆောက်လုပ်ပါတယ်ဆိုတဲ့နေရာဟာဘာသာပေါင်းကိုချစ်ချင်ညွညွရေးအဖွဲ့ကိုနိုင်ငံတော်အကြီးအကဲကပေးလိုက်တဲ့မြေနေရပါလို့ခင်ဗျားတို့အမှတ်ခံနိုင်လားဘာသာပေါင်းကိုချစ်ချင်ညွညွရေးကအခုဘာသာပေါင်းကိုပြိပက္ခဖြည့်ရေးကိုဥတည်နေပြီဆိုတာခင်ဗျားတို့သတိထားမိသလား ဒီပလီကိစ္စကိုပထမဆုံးစလို့ရေးစပြီးပြောတဲ့ကကျွန်မပြောခဲ့ရဲ့နောက်နေပြီးတော့ပလီလိုကြားလိုက်တာနဲ့မျက်လုံးထဲမှာပထမဆုံးတမ်းမြင်တာကရန်လုံးရန်ကုန်မြို့လက်ကောင်မှာရှိခဲ့ ဆူလီဗျာရဲ့အစ္စလန်ဒီရဲ့ပြည်စီရဲ့ခရီးယန်ဒီရဲ့ခြားချောင်းရဲ့ကိုအရင်ဆုံးပြင်းမြင်မိတယ်လို့ကျွန်မပြောခဲ့တယ်။ဒါကဘာလဲဆိုလို့ရှိရင်နိုင်ငံသားလို့နေရင်နိုင်ငံသားခွင့်ပြုပေးမယ်အားလုံးဟာငင်းငင်းချက်ချက်အထူးရှင်တွဲနေထိုင်လို့ရတယ်ဆိုတဲ့သဘော။ဒါကြောင့်မလို့တကယ်လို့နေပြီးတော့မှနိုင်ငံအခြေခဲ့ကဖွဲ့စည်းပုံရအခြေခံဥပဒေရရပိုင်ခွင့်ရပေးရဆိုရင်တော့မှပဲတနည်းအားဖြင့်တခွဲတပြားစီပေးလို့မသင့်တော့ဘူးပေးလို့လည်းမရဘူး။ပေးမယ်ဆိုရင်တော့ဆုလီဖျားနဲ့ဒီခရီးယန်ဒီခြားချောင်းနဲ့အစ္စလန်ဒီပြည်လို့တနည်းအားဖြင့်တစုတဝေးတဲ့ ပေးဖို့လိုအပ်တယ်အဲ့လိုပေးလိမ့်မယ်လို့ထင်တယ်တကယ်လို့မပေးဘူးဆိုရင်လည်းဒီလိုတနေရာရဲ့မှာတစုတစည်းရဲ့နဲ့ချပေးပါပြီးအဆောက်အအုံဆိုလို့ရှိရင်လည်းခရီးရန်တွေကလည်းသူတို့ဘတ်ဂျက်နဲ့သူဟာနဲ့သူတို့ဆောက်မယ်အစ္စလန်တွေကလည်းသူတို့ဘတ်ဂျက်နဲ့သူဟာနဲ့သူတို့ဆောက်မယ်ဆိုရင်ရှင်တို့တွေသေးပြီးသွားတဲ့နောက်10နဲ့15နဲ့နဲ့20ကျမတို့သေးပြီးသွားတဲ့နောက်10နဲ့15နဲ့နဲ့20မှာဒီအစ္စလန်တွေသူတို့ရဲ့ဗလီကိုတိုးချဲ့ပြီးတော့မပြုတ်ပြင်ပါဘူးဗလီကိုထပ်တိုးပြီးမဆောက်ပါဘူးလို့ခင်ဗျားတို့အာမခံချက်မပေးနိုင်ဘူး ဘယ်သူကအဲ့ဒီနိုင်ငံကြီးအာမခံချက်ပေးနိုင်လဲဘသူတာဝန်ယူနိုင်လဲဘသူမှနိုင်ငံကြီးအာမခံချက်မပေးနိုင်ဘူးဘသူမှတာဝန်မယူနိုင်ဘူးဒါကြောင့်မလို့နိုင်ငံတော်အကြီးအကဲကနိုင်ငံတော်အစိုးရကရပိုင်ခွင့်ရပေးတယ်ဆိုရင်တော့အဲ့ဒီအဆောက်အုံတွေကိုကိုယ်တော်ကိုယ်စံနာနဲ့ဆောက်ခွင့်မဟုတ်ပဲနဲ့အဆောက်အုံပုံစံအရွယ်စားမြေအေကတော့တက်ထက်လာနှစ်ထက်လာစသည်ဖြင့်အကုန်လုံးကိုအစိုးရသတ်မှတ်ပေးဖို့လိုတယ် တချို့အရာတွေကဥပဒေအရပေးရတယ်ဥပဒေအရကာကွယ်ရမယ်ဆိုရင်တော့ကျမတို့ကဥပဒေမဟုတ်တဲ့နှလုံးသားနဲ့ကာကွယ်ရတာလည်းရှိတယ်။နောက်ဆိုတော့နိုင်ငံအကြီးအကဲပြီးတဲ့နေနေရာဟာတက်တက်ရှိနေတယ်ဆိုရင် အခုနေနေရာကဥတလေဥပဒေကိုလက်တလုံးချလုံနေပြီးတော့ကျမတို့အချင်းချင်းကိုတက်ရှုသွေးခွဲရတိုက်နေပြီးတော့စီပင်ထဲမှာဖျက်သီးရရှိနေဘူးလားဆိုတဲ့မေးခွန်းကိုပေါ်ပါတယ်။ เนาะဘာလို့လဲဆိုတော့အာဒီပြည်ခိုင်မျိုးပါတီရဲ့အကြီးအကဲနေပြည်တော်စီပင် sorry အာနေပြည်တော်ကောင်စီဥက္ကဋ္ဌဖြစ်တဲ့ပြည်ခိုင်မျိုးအကြီးအကဲဘူးလဲဦးလာဆွေကိုယ်တိုင်ကစီပင်ကတောင်းရှိရသူလူကြီးတွေကိုမေးထားတာစီပင်ကခွင့်ပြုထားတာမရှိဘူးရှောက်ထားတာလည်းမရှိဘူးလို့ပြောတယ်လက်ရှိမှာဥတင်နိုင်တဲ့ဥတန်ထွန်းတို့ကနေပြည်တော်စီပင်ရဲ့ခွင့်ပြုချက်နဲ့စောင့်လုပ်နေတယ်ဆိုရင်ဒီညမှာ နိုင်ငံကြီးခဲ့ပြီးတဲ့မြေနေရာတက်တဲ့လက်ရှိမှာဒီဥပဒေကိုလက်တချုံလက်တလုံးချလုပ်ပြီးမြေကွက်နေရာရှားယူနေတာတက်တက်ဆိုတဲ့အခြေအနေကိုပေါ်လွင်နေ။ဆိုတော့ဒီစဲဥပဒေကပြေးရပါရဲ့ဆိုတဲ့လူတွေအနေနဲ့ကခင်ဗျားတို့ဒီမြေနေရာဟာနိုင်ငံကြီးခဲ့ကတရားဝင်ချပေးတဲ့မြေနေရာဖြစ်ကြောင်းခင်ဗျားတို့တက်တူပြဖို့တော့လိုပါလိမ့်မယ်။ဆိုတော့ဒီကမ္ဘာလုံးမှာအစ္စလာမ်ကိုအကုန်လုံးကဥပဒေရောနှလုံးသားနဲ့ပေါ်ကာကွယ်နေကြတယ်။ ဥပမာ UK မှာဆိုလို့ရှိရင်လည်းဆန္ဒပြမှုတွေဖြစ်တယ်เนาะ UK မှာဆိုလို့ရှိရင် Manchester မြို့မှာရှိတဲ့ဂျူးတွေရဲ့ဖျားချောင်းပုံခွဲတိုက်ခိုက်ခံရတယ်။ဂျူးတွေရဲ့ဖျားကြောင့်ဂျူးတွေဘာသာရေးပွဲတော်ကျင်းပနေတဲ့အချိန်မှာကားနဲ့ဝင်တိုက်။နော်ကားနဲ့ဝင်တိုက်ထားနဲ့ဝင်ထိုးတဲ့အကြမ်းဖက်မှုတွေခံနေရတယ်။နော်အဲ့ဒီလိုပဲတစ်ဆက်တည်းမှာပဲဟိုဂျာမနီမှာလေစိတ်တွေပိတ်လိုက်ရတာမျိုးဟောစပိန်မှာဆိုလို့ရှိရင်လည်းပဲအစ္စလန်ရဲ့အင်းတွေကိုလုံးဝပိတ်ပင်တားမြစ်လိုက်တယ်ဆိုတာမျိုး တည်ရဝင်ကျင်းလာနေပြီเนาะဒါအပြင်ဥရောပသမကအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ကဥရောပသမက EU ထဲမှာရှိနေတဲ့တရားမဝင်ဗလီတွေအကုန်လုံးကိုပိတ်ပင်ပြီးတော့ရှရီယာဥပဒေကိုထောက်ခံတဲ့အစ္စလာမစ်တွေအကုန်လုံးကိုပြည်내တန်ပေးတင်ပါတယ်လို့ဂရိဝင်ကြီးချုပ်ကိုယ်တိုင်ကထုတ်ပေါ်ပြောနေပြီဒါကမ္ဘာလုံးမှာသူတို့ရဲ့အမျိုးသားလုံခြုံရေးနဲ့အမျိုးသားရေးကွက်မျိုးသားလုံခြုံရေးကိုဥထိတ်တာပြီးဆောင်ရွက်နေတဲ့အချိန်မှာရှင်တို့တွေကျွန်မတို့ကအဘလုံခြုံရေးအဘကြီးပွားချမ်းသာရေးကြည့်နေလို့မရဘူးကျွန်မတို့ဒီလည်းပဲတိုင်းပြည်လုံခြုံရေးအမျိုးသားလုံ ချုပ်ရေးကိုကြည့်ဖို့လိုအပ်တယ်။အဘကိုလည်းချစ်ပါသို့တော်တိုင်းမျိုးကိုလည်းမပြစ်ပါနဲ့။အဘကိုလည်းချစ်ပါသို့တော်တိုင်းမျိုးကိုလည်းမပြစ်ပါနဲ့။ကျမတို့ကတိုင်းမျိုးနဲ့အဘတိုင်းပြည်နဲ့အမရွေးရမယ်ဆိုရင်ကျမတို့ကအမြဲတမ်းတိုင်းပြည်ပြည်သူလူထုရဲ့မျက်နှာကိုပဲကြည့်ရမယ်။ဒါကြောင့်တချို့နေရာတွေကဥပဒေရပေးရတယ်ဆိုရင်တော့တချို့နေရာတွေမှာကျမတို့နှလုံးသားနဲ့ပေးလို့မရတဲ့အတွက်ဥပဒေနှလုံးသားနှစ်ခုလုံးနဲ့ကာကွယ်ဖို့လိုအပ်ပါတယ်။